ညဉ့်ညင်းစကားဝိုင်း peace.2035 တုံးရသားဆွေးနွေးပွဲမှာအချိန်တိုတွင်ဆောင်ရွက်ရမည့်အကြံပြုချက်ဆက်နေချက်နှင့်ကာလရှိအတွက်အစီအစဉ်ချမှတ်လို့ဆောင်တဲ့နေ့အချက်ဆက်ချက်ရရှိခဲ့ကြောင်းသိရပါသည်။ နေပြည်တော်ရှိ PP ဆိုင်ရာ Covation ဘ ਹੁ ထနာနှစ်မှာညဉ့်ညည်းစကားဝိုင်း page.2025r Masla 24ရက်မှာယနေ့ Masla 26ရက်တိကျင်းပခဲ့ခြင်းဖြစ်ပြီးညဉ့်ညည်းစကားဝိုင်း page.2025 ရဲ့တွေးဆောင်ဆွေးနွေးမှုများမှာညဉ့်ညံသောနိုင်ငံတော်သစ်စီတို့အဖွဲ့တည့်ရဲ့နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍဆွေးနွေးမှုနှင့်အဖွဲ့နှစ်ရဲ့စီးပွားရေးနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကဏ္ဍဆွေးနွေးမှုများကိုဆောင်ရွက်ခဲ့ကြောင်းသိရပါသည်။ ါကလတော်အရေးကြီးရလို့ယူဆလိုက်တယ်။နေကင်းပြီးတယ်။ညမှာကျွန်တော်တို့စဉ်းစားတယ်၊ဖော်ထုတ်တယ်၊ဝိုင်းတိုင်မင်းတယ်။လတော်ကျွန်တော်တို့ဆွဲထုတ်လိုက်တဲ့နိုင်ငံရေးအဖွဲ့ရဲ့အောက်ခံပုံ ကာလာတို့တွင်မှာအချက်၁၂ချက်ဆောင်ရွက်ရမယ်။ကာလာရှိအနည်းနဲ့ဆယ်ချက်ဆောင်ရွက်မယ်။ဒါကလက်တလုံးရရှိချက်ပေါ်မှာတင်ပြဖက်ကြားခြင်းဖြစ်ပါသည်။ကျွန်တော်တို့ဒီဟာပြီးသွားတာနဲ့အထက်ကိုတင်ပြမယ့်အထဲမှာစတိချက်တွေအားလုံးပါပါမယ်။ဒီအထဲမှာထပ်ဖက်ရင်းကနေမှဒီချက်တွေကလုတ်ဖို့လိုအပ်တယ်ဆိုရင်နှစ်ဖွဲ့ပေါင်းရဲ့လက်ရှိချက်တွေပြင်ထထိုးချက်တွေလည်းတိုးလာဖို့ရှိကောင်းရှင့်နေဆိုတာလေးလေးကျွန်တော်အနေနဲ့ပြောကြားလိုပါတယ်လို့အမျိုးသားစီလုံးညီညွတ်ရေးနဲ့ညီညာရေးဖော်ဆောင်မှုညီနိုင်ရေးကော်မတီ NSB NC တွေ့ရမှုဒုတိယဗိုလ်ချုပ်ကြီးမင်းနိုင်ကပြောကြားပါတယ်။ဆိုပါဆွေးနွေးပွဲမှာအချိန်တိုအတွင်းမှာဆောင်ရွက်ရမယ့်အကြံပြုချက်များအနေနဲ့ဒီပြစ်ခတ်တက်ခတ်မှုရဲစဲရေးလုပ်ငန်းစဉ်ဟာယခုချက်ချင်းဆောင်ရွက်တဲ့လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့အတွက်အမြန်ဆုံးဖော်ထုတ်ရန်နှင့် NCAO ကိုအခြေခံတဲ့ institution များဖြစ်တဲ့ GMC နဲ့ UPDJC ကိုပြန်လည်အသက်ဝင်လာအောင်လှုံ့ဆော်ရန်၃ NCA review and modification process စတင်နိုင်ရေးကြိုးပမ်းဆောင်ရွက်ရန်၄ပဋိပက္ခရောချရေးလုပ်ငန်းစဉ်အတွက်ဒေသဆိုင်ရာ pilot project များအနေနဲ့ ရမီရဖများဒေတာခန်ဩစာရှိပုဂ္ဂိုလ်များနဲ့အစိုးရတာဝန်ရှိသူများပူးပေါင်းကလူသားချင်းစာနာမှုဆိုင်ရာကူညီများပညာရေးကျန်းမာရေးထောက်ပံ့မှုများရနိုင်သလောက်လှုံ့ဆော်ရန်ငါကောင်းမွန်တဲ့အုပ်ချုပ်ရေးစနစ် good government ဆိုရနေပြည်သူအကြားယုံကြည်မှုရရှိစေနိုင်ပြီးပဋိပက္ခများကိုရောချနိုင်တဲ့အတွက်ပြည်သူရေးရဝန်ဆောင်မှုများနဲ့ပတ်သက်တဲ့ပြုပြင်ပြောင်းလဲရေးများလှုံ့ဆော်နိုင်ရန် 6 NCA မှထွက်ပေါ်လာတဲ့ညီညာရေးညီလာခံများမှာဆွေးနွေးသဘောတူညီမှုရရှိထားတဲ့ပြည်ထောင်စုသဘောတူအစချုပ် Julianing Accord ပါအချက်များအားအမြန်ဆုံးကောင်းထည်ဖော်ရန်ခုနှစ်ရွေးကောက်ဝယ်ပြီးမှညီညာရေးလုပ်ငန်းစဉ်အစဉ်ပြေချုံးဝေစေရေးယခုတည်းကကြိုတင်ပြင်ဆင်ထားရန်ရှေးစည်ညိနိုင်ကြရမှာဂျောင်းဝင်ဆစ်ဆက်ညိနိုင်သူတပ်ပါတီများမှတဆင့်ဆောင်ရွက်ပြနိုင်ရန် ကိုနိုင်ငံရေးပြပြင်ပြောင်းလဲမှုများသတိရှိစွာပြုလုပ်ပြီး အားလုံးပါဝင်တဲ့လုပ်ငန်းစဉ်ညဉ့်ညည်းရေးလုပ်ငန်းစဉ်တရက်စတင်နိုင်ရန် တစိမ့်ရွေးကောက်ပွဲလုံခြုံမှုရှိစေရန်အကာအကွယ်ပေးနိုင်မဲ့ထိရောက်တဲ့ဥပဒေတရက်ကိုပြဋ္ဌာန်းနိုင်ရန်နဲ့ဒေသခံအဖွဲ့အစည်းများယမိရဖများနဲ့ကြိုတင်ညှိနှိုင်းဆောင်ရွက်ရန်စတိရွေးကောက်ပွဲစနစ်မဲဆန္ဒနဲ့တတ်မှတ်ခြင်းရွေးကောက်ပွဲဥပဒေစတဲ့ရွေးကောက်ပွဲနဲ့သက်ဆိုင်တဲ့ကိစ္စရများကို stakeholder များကြားကြိုတင်အသိပေးခြင်းဆောင်ရွက်ရန် စနေရွေးကောက်ပွဲမတိုင်မီအချိန်မှာတက်ဆိုင်သူများကြားနိုင်ငံရေးစကားဝိုင်းဆွေးနွေးမှုများပုံမပြုတ်လုံနိုင်မဲ့ညီလာခံကဲ့သို့သောအခင်းချင်းတည့်ရဲ့ဂျိုးပန်းဆောင်ရွက်နိုင်ရန်တို့ဖြစ်ကြောင်းသိရပါသည်ထို့ပြင် ကာလာရှိအတွက်အစီအစဉ်ချမှတ်လို့ဆောင်တဲ့အချက်များနေနေတင်းအခြေခံဥပဒေပြင်ဆင်ရေးအတွက်စပွဲဝိုင်းဆွေးနွေးမှုများကိုလွှတ်တော်များမပေါ်ပေါက်သေးခင်ကပင်အစားပြုထားပြီးရွေးကောက်ပွဲပြီးလွှတ်တော်များပေါ်ပေါက်လာတဲ့အချိန်မှာဆက်လက်ဆွေးနွေးကြရန် နေရေရှည်တည်တဲ့ညဉ့်ညည်းရေးအတွက်ပြည်သူများကြောင့်ညဉ့်ညည်းလုပ်ငန်းစဉ်နဲ့သက်ဆိုင်တဲ့အသိပညာများကိုကြည်ကြဲပြည့်ပြည့်ဖြန့်ဝေမှုပြုလုပ်ရန် NSBNC မှတဆင့်မီဒီယာများအရက်ဖက်ဖွဲ့စည်းများနဲ့ပူးပေါင်းဆောင်ရွက်နိုင်ရန်၃ပဋိပက္ခဖြစ်ပွားတဲ့ဒေတာများမှာနေဆက်ဒေတာများဖြစ်တာကြောင့်နေဆက်ဒေတာမှာပြည်သူလူထုနဲ့အစိုးရကြားယုံကြည်မှုပုံမှုတိုးတက်စေရန်အတွက်နေဆက်ဒေတာဖွံ့ဖြိုးရေးလုပ်ငန်းများကိုအလေးထားဆောင်ရွက်ရန် လေနိုင်ငံတကာဆက်ဆံရေးကဏ္ဍမှာတက်ကြွတဲ့မူဟာရထားရှိမှာဖြစ်တဲ့လို့ညီညာရေးအတွက်အိန္ဒိယနိုင်ငံများနဲ့ရောဒေသတွင်းနိုင်ငံများနဲ့ပါဆက်ဆံရေးကိုပုံမှန်ကောင်းမွန်အောင်တည်ထက်ထားစဉ်းစားပေးနိုင်ရန်အိန္ဒိယနိုင်ငံများအပြင်အခြားသောကမ္ဘာရေးခင်းတွင်အရေးပါသောနိုင်ငံကြီးများ အမေရိကန်ရုရှားတို့နဲ့လည်းမျက်စိမပြတ်တဲ့ဆက်ဆံရေးထားရှိရန်ချောင်း political power, economic power, military power နဲ့ယနေ့ခေတ်မှာ AI ဘဝကပါလွှမ်းမှုရှိလာတဲ့အတွက်၎င်းကဏ္ဍများ၌ပုံမှန်အားကောင်းလာစေရေးအစီအမံများကြိုတင်စဉ်းစားထားရန်ခုနှစ်ယနေ့ကမ္ဘာမှာ non traditional ခြေလက်များဖြစ်နေပြီး cyber security ဥပမာအားဖြင့်ကြားဖြန့်ကို ဆိုလိုခြင်းဖြစ်ပါသည် cyber security နဲ့ပတ်သက်ပြီးရေရှည်စီမံများကိုချမှတ်ဆောင်ရွက်ထားရန် ရှိ Resettlement Recovery Redevelopment များအားရေရှည်စီမံများချမှတ်ဆောင်ရွက်ရန်ကိုလူငယ်များရဲ့ကဏ္ဍအမျိုးသမီးများငြိမ်းချမ်းရေးဖြစ်စဉ်တွင်ပါဝင်နိုင်စေရေးတို့အတွက်အထူးလေးထားလှူဆောင်ရန်တစိမ့်ပဋိပက္ခတန်ခန်းစားနေရတဲ့ဒေသများမှာပြည်သူလူထုအတွက်ရုပ်ပိုင်းဆိုင်ရာစိတ်ပိုင်းဆိုင်ရာပြည်လည်တိစောက်ခြင်းလုပ်ငန်းများကိုဆောင်ရွက်ရန်တို့ဖြစ်ကြောင်းသိရပါသည်ငြိမ်းချမ်းရေးစကားဝိုင်း peace.2025 တွေးဆောင်ဆွေးနွေးမှုများမှာငြိမ်းချမ်းသောနိုင်ငံတော်တစ်စီတို့ပိတ်ပွဲခန်းထားတွင် နိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍဆိုင်ရာဆွေးနွေးချက်အကြောင်းအရာများအပေါ်ပြည်လည်သုံးသပ်ဆွေးနွေးခြင်းစီးပွားရေးနှင့်နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍဆိုင်ရာဆွေးနွေးချက်အကြောင်းအရာများအပေါ်ပြည်လည်သုံးသပ်ဆွေးနွေးခြင်းနိုင်ငံရေးနှင့်လုံခြုံရေးကဏ္ဍနှင့်ဆက်လင်းပြီးဆွေးနွေးပွဲရလဒ်များအားရှင်းလင်းတင်ပြခြင်းနှင့်မှတ်တမ်းတင်ခြင်းစီဘွားရေးနေနိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးကဏ္ဍနဲ့ဆက်လင်းပြီးဆွေးနွေးပွဲရလဒ်များအားရှင်းလင်းတင်ပြခြင်းနဲ့မှတ်တမ်းတင်ခြင်း အဖွဲ့တည်ကိုစလေတဦးနဲ့အဖွဲ့နှင့်ကိုစလေတဦးတို့ကဂျေဆုတင်စကားပြောကြားခြင်းနဲ့အမျိုးသားစီလုံးညညရေးနဲ့ညညရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ NSBNC ဥက္ကဋ္ဌကညီကုန်းချုပ်အမှားစကားပြောကြားခြင်းများကိုဆောင်ရွက်ခဲ့ကြပါသည်